အားလုံးပဲမင်္ဂလာပါရှင်။ဒါပြညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အရသမားဖဲသမားဖြစ်ယုံမကဘိန်းမှာဆွေးနေတဲ့လင်ကို ကိုရိုင်းထောင်ချခဲ့တဲ့အမျိုးသမီးဆိုတဲ့စိတ်ဝင်စားပွဲမှုခင်းဖြစ်ရမှန်ဇာတ်လမ်းကောင်းလေးကိုလေခန်းစားနားဆင်အားပေးကြပါဦးရှင်။နားလေပြီးပါ မချူမဥပထုံးအောင် ဥပထုံးအောင်မိုးမလင်းမီမနက်9နာရီခန့်အင်းရှိကအတန်ကျေလောင်စွာလှမ်းခေါ်တဲ့အတန်ကြောင့်တောစီယာရှိလို့အိယာကစောစောထမျက်နှာသိရင်ပြင်ဆင်နေတဲ့ဒူရဲအုပ်ဘာထုံးအောင်ကကောင်းထောင်ပြီးလမ်းမဘက်ကိုလှန့်ကြည့်လိုက်သည်ဥပထုံးအောင် မရှိဘူးလားရှင်နောက်တဲ့ချိန်ကြားရပြန်နေထိုင်ရာကထားလိုက်သည်ရှိပါတယ်ဘာတူလဲ အမျိုးသမီးတအူးအတန်ကိုကြားလိုက်ရတဲ့ဘာထုံးအောင်တယောက်ဂမန်ကရန်အိရှိတကမာကြီးကိုဆွဲဖွင်လိုက်တယ်။ကျမပါရွာရှိပိုင်းကမချုံမှာပါ။အော်ဟုတ်ကဲ့ဝင်ခဲ့ပါ။ဘာကိစ္စများအရေးကြီးလာတာလဲ။ဘိုဒီဘတ်တီနဲ့အသက်25နှစ်အရွယ်အမျိုးသမီးတအူးဝင်လာတော့ဘာထုံးအောင်ထိတ်ခနဲဖြစ်သွားတယ်။음ဘာပြဿနာလဲမသိပါဘူး။အစောကြီးလာတာထောက်ရင်တော့ညကပစ္စည်းများပျောက်တာများလား။ စိတ်သေးကစဉ်းစားလိုက်တယ်။ကဲခဏထိုင်ရုံးတော့ညနာတက်လိုက်ပါဦးမေ။အမျိုးသမီးကအိမ်ထဲကိုဝင်လာပြီးတင်းတော်ရကလေးထိုင်တလုံးမှဝင်ထိုင်လိုက်တယ်။ဧည့်သည်ရဲ့အခြေအနေအရရက်ကိုအကဲခတ်လေးလာကြည့်လိုက်တယ်။အဲ့တဲ့ရောက်နေတော့ဒူရဲအုပ်ဘာထုံးအောင် ပြင်တွေတွေနှီးကွေးကွေးလုံမနေတော့ပေကမန်ကရန်မျက်နှာအသိပြေလိုက်တယ်။ကဲပြောလေဘလို့ပြက်တနာလဲဘလို့ကျွန်တော်ကကူညီပေးရမလဲ ကျမယောက်ျားနဲ့ကျမကွာရှင်းပြန်စေရင်ကောင်းမလားဒါမှမဟုတ်ကျမသဘောနဲ့ကျမနောက်ရင်တော့ပြုတ်လိုက်ရင်ကောင်းမလားအဲ့ဒါပြက်တနာဖြစ်နေတယ်ဗျာဘာလဲဥပထုံအောင်အံ့ဩသွားသလားကျမစကားကိုစုံးအောင်နားထောင်လိုက်ပါဦးကျမကိစ္စကလောလောဆယ်ရဲတိုင်လို့မဖြစ်သေးဘူးဒီအတိုင်းခေါင်းကုန်းခံနေရင်လေကျမလုံပါပါသွားလိမ့်မယ်လင်မယကွာရှင်းအောင်ကလေကျမမှာတမိနှစ်အောင်ရှိရဲ့ရှင် နေယောက်ျားမရှိတဲ့ကဘဝကိုအဲလောကဓာတ်ကိုတာရှည်ကြမ်းကြမ်းခံနိုင်မှမလားဆိုတာစဉ်းစားရသေးတယ်။ကျမတို့မိန်းမသားတွေဆိုတာကြလင်ကနောက်တလင်ပြောင်းနိုင်ကောင်းတာမဟုတ်ဘူးရှင်။ဒါပေမဲ့ပြည့်ရမှာကလည်းအစီတဝင်းဝင်းစားရမှာကလည်းတဲတရှက်ရှက်ဖြစ်နေတယ်။ကဲလူရင်းတို့ရှင်းမယ်ပြောပါဦး။ကျွန်တော်ကဖရာကုန်းရွာကို ကိစ္စတစ်ခုရှိလို့တွားရအောင်ပါ။ဟုတ်ကဲ့ဆရာ။ကျမယောက်ျားထောင်ထဲမှာခဏတစ်ဖြုတ်လောက်ရှိနေမယ်ဆိုရင် ကောင်းမလားလို့ ဗျာ။သူမရဲ့စကားကြောင့်ဒူရဲအုပ်ဘာထုံးအောင်အံ့အံ့တင့်သွားရီ။ဒီလိုပါရှင်။ကျမတို့မိသားစုရင်ဆိုင်ကြုံတွေ့နေရတဲ့ဒုက္ခကကြော်လွလွတ်မြောက်နိုင်ဖို့ကျမယောက်ျားထောင်ထဲမှာခဏတပြုတ်ရှိနေရင်ကောင်းမလားလို့ပြောတာပါ။ခမယောက်ျားကဘာဖြစ်လို့လဲ။အဲ့ဒီလိုထောင်ထဲမှာ၃လေးလားလောက်ကြာသွားမယ်ဆိုရင် သူဒီအလုပ်တွေကိုစွန့်လွတ်သွားမှာပဲကျွန်တော်နားမလဲတော့ဘူးမချုံမဟိုလေးဆရာကိုပြောပြပါမယ် ကျမယောက်ျားဟာအယက်သမားရှင်ဖဲလဲအကြီးကျယ်ရိုက်တယ်ပြီးတော့ပြီးတော့ဆေးဆွဲနေတယ်လို့ကျမထင်တယ်ဘိန်းဖြူများလားမသိပါဘူးကဲဒီလိုလူတယောက်ရဲ့ဇနီးမယားတယောက်ဟာလောကကြီးထဲမှာဘလို့လောက်ပြီးနေထိုင်စားတောက်သွားမလဲဒါကြောင့်သူကိုလောကကြီးနဲ့ခဏတစ်ဖြုတ်လောက်အဆက်အသွယ်ဖြတ်ထားလိုက်ခြင်း ਨੇ ပင်ပန်းဆင်းရဲတဲ့ဒုက္ခတွေကိုသူသိလာရင် သူစိတ်ထက်ရော သူအတိတ်တရားတွေပါ ပြောင်းသွားလိမ့်မယ်လို့ကျမထင်ပါတယ် တာသမီဇနီးပေါ်မှာတော့တန်ရောစင်လေးကြီးပါတယ်။ဒါပေမဲ့ဒီကိစ္စတွေကိုသူမနိုင်တော့ဘူးမပိုင်တော့ဘူး။သူတွေသူဆန္ဒတွေကသူ့ကိုအပိုင်စီထားပြီလေ။ဒီတော့ဒီတနည်းပဲရှိတော့တာပဲမဟုတ်လား။ကျမကသူ့အပေါ်မှာတိစ္ဆာမဖောက်ချင်လို့ဒီလိုစိတ်ကူးမိပြီးဥပထုံးအောင်စီလာခဲ့တာပါ။ဒီမှာမချုံမလူတယောက်ကိုရုံးတင်အပြစ်ပေးထောင်ချဆိုတာက လွယ်တာမဟုတ်ဘူးဗျ။သူ့မှာအဲ့ဒီလိုဖြစ်ရအောင် လုံလောက်တဲ့အထောက်ထား အပြည့်ဆိုတာရှိမှဖြစ်မှာပေါ့ကဲကောင်းပြီလေသူ့ကိုအပြည့်တစ်ခုခုနဲ့အေးအေးယူရအောင်ပြစ်မှုထင်ထင်ရှားရှားကျူးလွန်တာဘာရှိလဲပြော အထင်နဲ့ရေးယူလို့ကတော့မရဘူးမချုံမဥပထုံးအောင်ပြောလိုက်တဲ့စကားများကိုကြားရတဲ့သူမမတွေ့တွေ့လေးဖြစ်သွားပြီးစဉ်းစားငေးငိုင်သွားတယ်သူရဲ့အုပ်ဘာထုံးအောင်ကဆက်ပြောတယ်ကဲသူ့ဘိန်းဖြူဇွဲတယ်ဆိုတာလက်တွေ့ပြနိုင်သလားအထင်မဲပြောနိုင်တယ်မဟုတ်လားအဲပြီးတော့အရက်တော့တယ်ဆိုတာကလည်း ဥပဒေကိုဖျောက်ဖျက်တာမဟုတ်ဘူးတခုတော့ရှိတာပေါ့လေဖဲရိုက်နေတော့ဖမ်းမိနိုင်ရင်တော့ဒါအရေးယူလို့ရတယ်ဒီတခုပဲရှိမယ်ဟုတ်တယ်အဲ့ဒီလိုအပြစ်တခုခုရှိလာရင်တော့အရေးယူလို့ရတာပေါ့နော်အင်းရတယ်မတက်ကထောင်ကြလားတလားနှစ်လားပေါ့အတော်ပဲပေါ့ရှင်တလားနှစ်လားပဲကြမယ်ဆိုရင်ကျမလည်းအခြေမပြတ်သူ့အစွဲအလန်းတွေဟာလေပျောက်တံကောင်းပါ့ဒါဆိုဥပထုံအောင်ဆက်သွယ်လို့ရမယ် ဖုန်းနံပါတ်တစ်ခုခုလောက်ကျမကိုပေးထားပါလားအပြစ်တစ်ခုခုကျူးလွန်နေပြီဆိုရင်ချက်ချင်းဖုံးဆက်လို့ရတယ်လေဖြစ်မလားဖြစ်ပါတယ်ဥပဒေနဲ့မကင်းတဲ့အပြစ်တစုံတရာကိုကျူးလွန်နေမဲဆိုရင်အချိန်မရွေးပဲကုညီပြရစီမချုံမကိုမြင်ဦးတေချာရဲ့လားတေချာပါရဲ့ဆရာအတိကြပဲဘဟုရွာကဖဲသမားတွေတောင်ပါတယ်อืมမချုံမဖုံးဆက်ပြောတာလေဒီအတိုင်းပဲ ညောင်ပင်သားလေးအိမ်စုဥမဲတဲမှာခရမ်းတိုင်လာမယ်ဆိုတော့ရွာနီးချုပ်ဆက်မှာဖဲသမားများဖဲဝိုင်းမှာဈေးရောက်ကြမယ်ဈေးတယ်များကြက်ပေါက်ကစားလိုကြတဲ့ရွာကန်ယောက်ျားမိမခလေးများပါမကြံဥမဲတဲကိုစူရုံရောက်ရှိနေကြတယ်ဖဲဝိုင်းဖြင်းမြောက်ရေးတာဝန်ခံထောင်ထွက်လက်ပြက်ကြောမြင့်ကရောက်ရှိလာကြတဲ့ပရိသတ်ကိုကြီးစုစစ်ဆေးလျက်ရှိရာကိုလေအယူဥမြင့်ဦးကပြောပြလို့သိရတယ် ခရမ်းတိုင်ဆိုတာကခရမ်းမျိုးနယ်ဘက်ကလာတဲ့ဖဲသမားများဖြစ်တယ်။တခြားတိုင်များနဲ့မတူဘဲကစားတော့မဲဆိုရင်ဒိုသားများကိုပတ်စံပြခိုင်းတယ်။သူတို့ကလည်းပြတယ်။ဒိုသားတယောက်မှာတသောစီပါလာရေးဆိုရင်ဒိုသား၄-၅ယောက်ပါလာမဲ့ငွေပမာဏနဲ့ညီများတဲ့ငွေဥပမာ၄-၅တောင်းခန်းလောက်ပြတယ်။ကစားပြန်ရင်လည်းအချိန်ကိုသတ်မှတ်ပြီးကစားတယ်။ဥပမာတနအိကြာကစားမယ်ဆိုရင်ရှုံရှုံနိုင်နိုင် တနအိကြာတဲ့ကပွဲသိမ့်ပြလိုက်တယ်။ ထိုဖဲဝိုင်းဖြစ်နေတဲ့တနိုင်နှစ်နိုင်အတွင်းမှာကင်းဆောင်ပေးရတဲ့သူကထောင်နဲ့ချီရတယ်။ကင်းကိုလူတိုင်းဆောင်လို့မရ။သူတို့သဘောတူတဲ့သူကိုမှဆောင်ခိုင်းရတယ်။ဒီလိုဖဲဝိုင်းဖြစ်မှာကိုအထူးစုံစမ်းရမလို့ဈေးတဲ့များအခြေအနေကိုအကဲခတ်ကြည့်ရှုရုံနဲ့သိနိုင်တယ်။အယူမြင်ဦးဆိုသူကဟိုဆက်ဆက်ဒီဆက်ဆက်နဲ့နေရာတကာပါတတ်တော့ဒီလိုဝိုင်းကြီးကောင်းကြီးဖြစ်မှာကိုကြိုတင်သိနေခြင်းမှမဆက်။မချို့မသိလို့ဖုံးလန့်ဆက်ခြင်းမှလည်း မြင်ဦးစီကရတဲ့သတင်းသာဖြစ်မယ်လို့ဘာထွန်းအောင်သဘောပေါက်တယ်။ဆရာဒီဖဲဝိုင်းကဒီအတိုင်းဝင်ဖမ်းလို့ရမယ်မထင်ဘူး။သူတို့ကကင်းကိုနှစ်ထပ်တောင်ချတာ။မတင်ကရင်လက်ခောက်မှုတ်ပြီးအချက်ပေးတယ်။ကဲအဲ့ဒါအသာထား။အဲ့ဒီဖဲဝိုင်းမှာအောင်ဘပါမပါအဲ့ဒါပဲအရေးကြီးတယ်။သိကြရစေဆရာ။အောင်ဘဆိုသူက ချိုမာရဲ့ယောက်ျားဖဲသမားအရက်သမားဖြစ်တယ်။မြင်ဦးယောက်ပါဖြစ်တယ်။ နေချီညွန့်စီကတဘာကျိုရိတ်ခါတထောင်ယူသွားတယ်လို့အမမချုံမာကပြောသွားတယ်။သူတို့ကမူးရစ်စေးသုံးဆွဲကြမှာမှမဟုတ်ဖဲစရာဖဲဝိုင်းလေ။အေးပါကွာငါတို့သိပါတယ်။တနေ့မင်းရောမင်းအမရောငါတို့ရဲ့လုပ်ငန်းသဘောတရားတွေကိုနားလည်သွားမှာပါ။ကဲဒါပဲမဟုတ်လား။အိမ်မှာကိုဟာကိုအေးစိစိပြန်နေလိုက်။ဒါဆိုပြန်မယ်စရာကျွန်တော်ကိုပြန်ခွင့်ပြုပါအောင်။အေးအေးကောင်းပြီ။မြင်ဦးပြန်ထွက်သွားတဲ့အခါဒူရဲအုပ်ဘာထုံးအောင်က အသေးစိတ်ဆွဲထားတဲ့မြေပုံချမ်းကိုတက်မှန်ပြီးယူကြည့်လိုက်တယ်။ဟေးတိရမမလှုပ်နဲ့ထွက်ပြေးရင် ပြစ်မယ်။ဟာရဲတွေရဲတွေပြေးပြေးမပြစ်ဘူးကွာလို့အောင်ပြေးရတယ်။ဘေးကတစုံတစ်ယောက်ကဤသို့អော်လိုက်တော့ဖဲဝိုင်းမှာပြတ်သွားပြီးဝယုံတုံးကစူးစူးညံ့ညံ့ဖြစ်သွားကခြေဦးတဲ့ရပြေးကြတယ်။သို့တော်လဲစနစ်တကျစီစဉ်ပြီးဖန်စီခြင်းဖြစ်တော့ကြိုတင်စရင်ရထားတဲ့ဖဲသမား၄ဦးစလုံးဖမ်းမိတဲ့အပြင် ဂျားပေါက်တချို့ကိုလည်းဖမ်းမိတယ်။ဂျိုင်းလည်းမဟုတ် ထိုးသားလည်းမဟုတ်ရက်လျက်ကြီးရင်ကြိုက်တဲ့အိမ်ကပတ်စံချထိုးကစားကြသူများကိုဂျားပေါက်လိုခေါ်တယ်။သို့တော်လည်းလူလေအောင်ဘကိုမမိလိုက်။ဒါပေမဲ့အောင်ဘအချိန်ဒီကိုဒူရဲအုပ်ဘာထုံးအောင်ကတည်တည်ချာချာဂါဂနာနာကြည့်လိုက်တယ်။ပစိုးကိုဒူးလောက်ပြန်ဝဲလိုက်တယ်။ပြန့်ကျဲနေတဲ့ငွေဆက်ကိုများကို အတင်းဝင်းလူပြီးကပိုက်သေးကိုထဲလိုက်တယ်။ဘသူမှမပြေးနိုင်တဲ့ကြောင်သေးကို ခုံစင်းထွက်ပြေးသွားတဲ့အောင်ဘကိုဒူရဲအုပ်ဘာထုံးအောင်တယောက်စိတ်ဝင်စားစွာကြည့်နေလိုက်တယ်။ဆရာဆရာဘာထုံးအောင်အောင်ဘဆိုတာအဲ့ဒီလူမဟုတ်လား။အင်းကြီးကွက်ကြပစိုးအစိမ့်အောင်ဝစ်ထားတယ်လေ။သူမိမမားချုံမဆရာကိုအဲ့ဒီလူပြောတာမဟုတ်လား။အေးဟုတ်တယ်။အဲ့ဒါကြောင့်တေချောင်ကြည့်နေရတာဆရာတင်မှုရ။အာဆရာဆရာဟိုဟိုမအောင်ဘလေရှိုးရိတ်ဆင်းပြေသွားပြီ။ဝိုင်းဖန်ရတယ်လေ။ရရက်ကအဖွဲဝင်မောင်မောင်တုံးရောက်လာပြီးပြောလိုက်ပြန်တော့ ကဲအရှိဘက်ကခမရတို့ပတ်စင်ကိုညိုဝင်းနဲ့ကျွန်တော်တို့ကအနောက်ဘက်တဲစုကဆင်းမယ်ရဲတယောက်နဲ့ရွာလူကြီးတယောက်ကအောင်ဘအိမ်ကဆောက်ဟိုဘက်ဂုံးထိပ်မှာတဲတွေရှိသေးတယ်နော် ရှိပါလေဆရာဝင်းထုံးတို့ညီအကိုတွေတဲနဲ့တဲရှိတယ်ကဲကဲဒါဆိုခက်မြန်မြန်သွားကြဒီလိုပြောဆိုကြပြီးအဖွဲသုံးဘွဲ့ခွဲပြီးအတီးတီးထွက်သွားကြတယ်ဒူရဲအုပ်ဘာထုံးအောင်ကပြောတော့ကတမျိုးသူအမှန်တကယ်ထွက်သွားတာကဝင်းထုံးတို့တဲစုရှိရာကိုဖြစ်တယ် အောင်ပါကရှိုးထဲမှာနေလို့မရစင်းရှာကြမှာကိုစဉ်းစားမှာဖြစ်တဲ့ရှိုးထဲကတပံဂုံးထိပ်မှာရှိတဲ့တဲများကို သွားရောက်ပြီးပုံအောင်မှာတေးကြတယ်။ဒါကြောင့်ဖြက်လန်းကနေပြီးတဲစုရှိရာဂုံးထိပ်ကိုဖြတ်တက်သွားတယ်။မကြခင်တဲစုကို ရောက်ရှိသွားတော့အချိန်နှစ်အရရက်ကိုလေးလာကြည့်တဲ့အခါတဲမှာလူလုံးဝမတွေ့ရ။ရာခဲများမှာအလုသွားနေကြတယ်လို့ခံမှန်းရတယ်။ဘာကြောင့်လဲဆိုရင် ရာခဲများမှာပဲနှုတ်နေကြတဲ့လူများကိုတွေ့ကြရလို့ဖြစ်တယ်။ ။တမန်မီတည်တည်ချာချာကြည့်ရဲ့ကတဲရှိကွင်းပြည့်တစ်ခုမှာလူတယောက်အိတ်နေတာကိုတွေ့ရတော့တည်တည်ချာချာကြည့်လိုက်မိတယ်။အင်းကြီးကွက်ကြပစိုးအစိမ့်။ဟေးအောင်မင်းဘသူလဲ?ထာစမ်း။ဒူရဲအုပ်ဘာထုံးအောင်ကအော်လိုက်တော့အောင်ဘမှာလန့်ပြန်သွားပြီးထထိုင်လိုက်တယ်။ကျွန်တော်ကျွန်တော်ရာထုံးကပြန်လာပြီးတော့မောလို့ခဏအိတ်နေမိတာပါ။ဘာကိစ္စများပါလဲဗျ။အောင်မဟာအောင်ဘမင်းပစိုးကိုပြင်းဝဲလိုက်စမ်း။ အမမတေရောင်မမမတ်တက်ရက်လိုက်ပြီးပစိုးကိုပြန်ဝေ့တဲ့အခါခါကြတဲ့ထိုးထားတဲ့ဖနက်ကပြုတ်ကျသွားတယ်ဒုတိယခပုံစားတဲ့ကကြေမွနေတဲ့ငွေဆက်ကူများမြေပေါ်ကိုကျသွားတော့ဒူရဲအုပ်ဘာထုံးအောင်ကလင်းမြန်စွာ အောင်မရဲ့လက်နှစ်ဖက်ကိုလက်ထိတ်ခတ်ပြလိုက်တယ်ကိုအောင်ဘတော့ကိုကျုပ်အာမခံလောက်ပါရတော့မှတ်ပုံတင်ရင်အာမခံပြီးမဲ့ရွာတဲ့ကကိုတင်ဟန်ရဲ့ဦးလေးဖိုးထူးရဲ့ နှစ်ယောက်လုံးကိုကြက်သားဟင်းနဲ့ထမင်းကျွေးပြီးခေါ်လာတာပါတော့တော့ကိုကကန်ဆိုးပါတယ်စီမံချက်နဲ့တိုးနေလို့အာမခံမပေးသေးပဲနောက်တစ်ပတ်ချင်းလိုက်ပြန်ပါပြီပြောရင်းပြောရင်းနဲ့မချုပ်မတယောက်မျက်ရည်များလဲလာတယ်အဲ့ဒါအေးမကြီးဘူးမိချူဖဲရိုက်မှုနဲ့ကြားလာရင်တလားနှစ်လားပေါ့ဒါကငါမမှုပါဘူးအခုလို့အာမခံမရပဲဒီချုပ်ထဲမှာအကြာကြီးနေရမယ်ဆိုရင်တော့ငါဒုက္ခတွေ့တော်မယ်ဒါဆိုဘာဖြစ်လဲတော့ အဲ့ဒီထောင်တလနှစ်လလောက်ကတော့ခဏလေးပါကျုံမသာတော်ထောင်သက်ရှိနေကလေးနှစ်ယောက်နဲ့ဒုက္ခပါပဲတော့သူမကစိတ်မထိန်နိုင်ပဲငိုပြက်လိုက်တယ်ဟာဒီမိမကလည်းစိတ်ညစ်နေရတဲ့ထင်ငိုမနေနဲ့ကွာငါကြောက်ငါသိတယ်ငါဒုက္ခရောက်တော့မယ်ထင်တယ်ဘာဖြစ်လို့လဲတော့ငိုနေရင်းနဲ့မျက်ရည်ကိုတုတ်ပြပြီးအောင်ဘကိုမော့ကြည့်လိုက်တယ်ငါငါလေးအခုတခုခုလိုနေတယ်လို့ပဲ နောက်တစ်ပတ်အထီဆိုရင်ငါနေနိုင်တော့မယ်မထင်မှုမိချူခုတော့ငါကြိုးထိုးနေတယ်အသားတွေလည်းတုံလာတယ်နေလို့ထိုင်လို့မရအောင်ဖြစ်လာပြီမိချူဘာလဲတော့အရက်မတော့ရလို့လားဟာမဟုတ်ဘူးမဟုတ်ဘူးငါနဲ့တော့ဘလို့ပြောရမှန်းကိုမသိတော့ဘူးမိချူပြောပါတော့တော်စိတ်ချမ်းသာအောင်ကျုပ်ဘာလုပ်ပေးရမလဲပြောအင်းဖြစ်ပဲဖြစ်ပါမလားနေနေရွာတောင်ပိုင်းကအပြိုကြီးဒေါ်တုတ်စီသွားဟာငါလွတ်တယ်လို့ပြော စေစေနည်းနည်းလောက်ရောင်းလိုက်ပါလို့။ဩကွာနေရနေရောင်းဝဲခဲ့။ကိုအောင်ဖားကလည်းအချုပ်ထဲမှာအရက်ယူလာလို့ရပါမလား။သူတို့ကပစ္စည်းတွေအလုံးစစ်တယ်တော့။အာဒီမိမ့်မနေတော့ခတ်နေပါပြီ။အဲ့ဒီစေကခါကြတဲ့ထိုးထိန်ယူလာလို့ရတယ်။ဘာစေလဲသိချင်ရင်တော့ဒေါတုတ်ကိုတေးသေးချာချာမေးကြည့်။သူပေးလိုက်မယ်။ချမင်းလာပို့တော့ပလတ်စတစ်အိမ်ထဲထုတ်။ချမင်းနဲ့ရောတဲ့ဘသူမှမသိဘူး။ကဲတော့တော့ဒီနေ့မှမရရင်ငါအချိန်နေစိုးလိုက်မယ်။ ညနေထမင်းလာဖို့တော့အဲ့ဒီလိုပဲလုပ်ခဲ့။ကောင်းပါပြီကိုအောင်မရေ။တခြားစကားအနှဲငယ်ပြောပြီးရဲစခန်းကထွက်သွားတဲ့မချူမကိုအချုပ်ခန်းလေးကိုအောင်ဘပြန်ရောက်သွားပြီးတိတ်ခွေဖြုတ်ပြီးလာပြီးတော့ကြည့်ရှုစစ်စစ်ရင်းပြရင်ပေါက်တနေရာမှာလှမ်းပြီးကြည့်လိုက်တယ်။အတိတ်ပဲပေါင်းမြောင်များစွာနဲ့တတ်မကူချပြလိုက်တယ်။ဆရာဆရာဘာထုံးအောင်တိတ်ခွေမစမ်းသေးဘူးလား။အော်အေးဟုတ်သားပဲ။ဘာတွေပြောသွားတယ်ဆိုတာသိအောင် ြန်ဖွင့်ကြည့်ရမှာပေါ့ကက်ဆက်ရုံးခန်းနဲ့ယူလာခဲ့ကွာကျွန်တော်မှတ်တမ်းစာအုပ်ယူခဲ့မယ်ဘာရီပြောတယ်ဆိုတာရေမှတ်တမ်းတင်အောင်မယ်နေထင်းရဲတက်ကြီးမျိုးမြင့်အခန်းထဲကထွက်သွားရိကဒူရဲအုပ်ဘာထုံးအောင်ကတပွဲပေါ်ကဖိုင်တွဲများကိုကမကရန်ရှာဖွေလိုက်တယ်မတက်ကကြားလိုက်ရင်တလနှစ်လပေါ့ဒီလိုမပြောချင်မယ်ချိုမအကြိုက်ပြောလိုက်ရချင်းကိုတော့လေးပြတော့မတန်အာနာမိတယ်ဒူရဲအုပ်ဘာထုံးအောင်ရဲ့မဟာဗျူဟာများကို အအောင်မြင်မြင်လှုပ်ဆောင်နိုင်ခဲ့ပြီဖြစ်တယ်။ရွာတောင်ပိုင်းကအပြိုကြီးဒေါ်တုတ်စီကိုလက်ဦးမှုရယူပြီးဝင်ရောက်ရှာဖွေစစ်ဆေးဖမ်းဆီးနိုင်ခဲ့ပြန်တယ်။မချုပ်မတရားခွင်းလွတ်ပါမလား။ဘာကြောင့်လဲဆိုရင်အောင်ပါတယောက်အချိန်ကာလမြောင်များစွာအပြစ်ဒဏ်ခံရတော့မှ ဖြစ်တော့ကြမ်းတမ်းခက်ခဲလှတဲ့သူမရဲ့လမ်းခရီးပေါ်မှာရဲရဲတင်းတင်းလျှောက်ဖို့အခက်ခဲဖြစ်နေမလား။ဒီအတွက်စိတ်ဝေဒနာတရက်ကမိမိကြောင့်ဖြစ်လာလိမ့်မလား။ စဉ်းစားမိလေရင်မောရလေဖြစ်တယ်။အကျဉ်းနာမြတ်တာများကညှိပြဲလိုက်မိတယ်။ခွင်လွှတ်လိုက်ပါတော့မချုံမရဲ့။စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။